မင်္ဂလာပါရှင်စက်တက်ရွေကောက်ပွဲအတွေ့နမကြီးတယောက်ဆောင်တွေပါဝါရဖြန့်လှုပ်ဆော်လာတဲ့တရင်ကိုတင်ဆက်ပြီးကျမရရှင်အာနာတန်းစက်တက်ကျင်းပမယ်ရွေကောက်ပွဲအတွေ့မဲပီးကြဖို့နမကြီးတယောက်ဆောင်တွေပါဝါရဖြန့်လှုပ်ဆော်နေတဲ့ရုပ်တံတွေကိုစက်တက်မီဒီယာတွေကထုတ်လွှင့်ထားပါတယ်နိုဝင်ဘာလ17ရက်နေ့ညပိုင်းကအကယ်ဒမီယာတရုတ်ဆောင်တွေအပါအဝင် တရုတ်ဆောင်35ဦးကစစ်တပ်ရွေးကောက်ပွဲအတွင်မဲပေးကြဖို့စီယွန်လှုပ်ဆောင်နေတဲ့ရုတ်တံတွေစစ်တပ်ကဖော်ပြထားပါတယ်။အဆိုပါရုတ်တံဖိုင်မှာအကယ်ဒမီရအမျိုးသားတရုတ်ဆောင်တွေဖြစ်တဲ့ပြည်တူဦးစန်းဆိုင်ခန်းလိုင်းထွန်းထွန်းချွေထူးအပါဝေငိနန္ဒဟင်းဝေရန်ပိုင်တခွန်အောင်ရဲလိန်အလင်းရောင်တိုင်ရုံလွမ်းပိုင်ကြောထက်အောင်ထူးအောင်တို့ပါဝင်ပါတယ်။ ဒါအပြင်အကယ်ဒမီရအမျိုးသမီးတရုတ်ဆောင်တွေဖြစ်တဲ့ထုံးအင်္ဒရာဘိုခိုင်တင်းကြည်အင်္ဒရာကျော်စိန်စိုးပြည့်တစင်ဖွေဖွေဝုမုံရွှေရီချောရတနာအေးမြတ်တူ ရွှေမုံရစ်တီခင်ဝင့်ဝါအပါအဝင်မိုးဟေကိုရွှုံးအတီလွင်မိုးပိုးမမီတာရတနာဘိုတင်စာဝင့်ကျော်ဖူးစုံ နော်ဖောအေထားစောင်းဦးရီမေမေပတီတဲဆုငယ်မေမီကိုကို ရွှေသမီးတို့ပါဝင်ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကလည်းစစ်တပ်ရွေးကောက်ပွဲအတွေ့အဆိုတော်အောင်ထိန်အင်းချေရဲရင်အောင် ဖိုးကာ ချမ်းမြင့်မောင်ချိုနင်းနီခင်စောမေလတန်စိန်မစ်စန်ဒီအောင်လာဝေလာ ဖြိုးမြတ်အောင်ဟန်နေတာအေးမြက်ဖြူလိန်ပေါ်တီးတို့ကဝါရဖြန့်လှုပ်ဆော်ထားတဲ့ရုပ်တံတွေထုံလွှင့်ထားပါတယ်။စစ်တပ်ကအကြမ်းဖက်လှုပ်ရွတ်တွေကနေအပြစ်ကင်းလို့ရေးအတွေ့နိုင်ငံရေးထွက်ပေါက်ရရှိဖို့ ရွေးကောက်ပွဲပြင်ဆင်နေပြီးလာမယ့်ဒီဇင်ဘာလမှာစတင်ကျင်းပမှာဖြစ်တယ်လို့ကြေညာထားပါတယ်။အဲဒီရွေးကောက်ပွဲကိုလည်းအဆိုတော်တွေတရုတ်ဆောင်တွေအပါအဝင်နီလန်အမျိုးမျိုးနဲ့ဝါရပြန့်လှုပ်ဆော်နေပြီးဝေဖန်သူတွေကိုဖမ်းဆီးထောင်ချလျက်ရှိပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလကလည်းရွေးကောက်ပွဲကိုထောက်ခံလာစေဖို့အကယ်ဒမီတရုတ်ဆောင်တွေဖြစ်တဲ့နေတိုမြင်းမြတ်နေဝင်းမြင်းမြင့်မိုးချူလီတို့အပါအဝင်တရုတ်ဆောင်များစွာနဲ့ဝါရပြန့်ရုပ်ရှင် ခဲတမိုင်းကိုဒုံဆိုင်မဲ့သူများရုပ်ရှင်ကိုထုတ်လွှင့်ပြသခဲ့ပါတယ်။အဲဒီလိုစစ်တပ်ကရွေးကောက်ပွဲကျင်းပဖို့ဝါရံဖြန့်လှုပ်ဆော်နေကြပေမဲ့လည်းတော်လန်နေမြင်များနဲ့သူတို့မစိုးမိုးနိုင်တဲ့ဒေတာများတွေအယက်တာပြတူတွေကိုစစ်တပ်ကနှိမ့်စိန်လေးချောင်းတက်ခတ်မှုတွေနဲ့ပုံကျဲတက်ပြက်လဲရှိပါရဲ့ရှင်။